မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ12ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တန်ရမ်းမြို့နယ်အတွင်းမှာရှိတဲ့မန်ကတ်နဲ့မန်ပတ်ရွာမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းတွေကိုဇူလိုင်လ10ရက်နေ့ကတောင်းတမရတီယန်နယ်လေကဝင်းရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တန်ရမြုံနယ်အတွင်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ဇူလိုင်လ10ရက်နေ့ညတကောင်အချိန်ကဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ခေါ် ဝတပ်ဖွဲ့ကတန်ရမ်းမြို့ထဲကိုဝင်ရောက်ခဲ့ကြောင်းဒေသခံတွေကပြောဆိုထားပါတယ်။တန်ရမ်းမှာရောက်နေကြပြီမြို့ထဲမှာရောက်နေပြီကျွန်တော်ကြည့်တာကတော့လောလောဆယ်တွေ့တာတော့ကိုကလည်းအကုန်လုံးကိုလိုက်မကြည့်နိုင်ဘူးလေကျွန်တော်တို့နားရောက်နေတာကတော့90ဝန်းကျင်လောက်ရှိတယ်ဈေးမှာပြောနေကြတာကတော့အင်အားတစ်ထောင်နဲ့2000ကျားရှိတယ်လို့ပြောတာပဲယူနီဖောင်းဝတ်တွေနဲ့တော့မဟုတ်ဘူးပေါ့ရိုးရိုးအဝတ်စားတွေနဲ့ပဲည7နာရီ10နာရီလောက်မှလာတော့မသိဘူးရောက်လာတယ်ကားတွေနဲ့ပန်ဆန်းဘက်ကနေဆင်းလာတာကား73စီးလား15စီးလားပဲအဲ့ဒီကြားပဲ ပြီးရင်နမ်ဆန်မူဆယ်ဘက်ကနေပြီးတော့ပြန်ဆင်းလာတာတွေလည်းရှိတယ်လို့ပြောဆိုခဲ့ပါတယ် TNL ကစိတ်ကောင်းစီရဲ့မန်ကတ်နဲ့မန်ပတ်တပ်စခန်းတွေကိုတိုက်ခိုက်ခဲ့တဲ့အပေါ်တန်ရမ်းမျိုးပေါ်မှာတိုက်ပွဲမဖြစ်ပွားအောင်လို့ဝါတပ်ဖွဲ့တွေဟာလာရောက်ညှိနှိုင်းဆောင်ရွက်မှုတွေလှုပ်ဆောင်တယ်လို့လည်းသိရကြောင်းတန်ရမ်းဒေသခံတအုပ်ကဆက်ပြောပါတယ်မန်ကတ်မှာ၁၀ရက်နေညကဝင်ပစ်တယ်လို့ပြောတယ်စီရဲလေ့ကျင့်ရေးသင်တန်းကျောင်းပေါ်တန်ရမ်းနဲ့နောက်ထပ်15မိုင်လောက်ပဲရှိမယ်ကျွန်တော်တို့ကတော့တနက်တန်နေကြားနေရတယ်ဒါပေမဲ့မန်ကတ်မှာလာတော့မသေးကြဘူး ဝါကဇူလိုင်လ17ရက်နေ့မှာမြို့ကိုဝင်ထိန်းတဲ့ပုံစံမျိုးနဲ့လုံမှာစစ်တပ်နဲ့သူတို့ညှိနှိုင်းနေတယ်လို့ပြောတယ်အပြစ်ခတ်မရှိအောင်ညှိနှိုင်းပြီးတော့အကယ်၍လက်နက်ချခိုင်းလို့မရရင်ပြစ်မယ်လို့တော့ပြောတာပဲဝါကပြစ်ဖို့တော့မဟုတ်ဘူးပြစ်မှာကတော့ပလောင်ပေါ့ပလောင်နဲ့ကိုးကံပဲရှိမှာပေါ့လောလောဆယ်အခြေအနေတွေကတော့နည်းနည်းရှုပ်ထွေးနေသေးတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်ဂုတ်တွင်းအနေတော်ဝိုက်မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ခြေရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ17ရက်နေ့ညနေ4နာရီခန့်မှာနောင်ချိုမြို့နယ်ဂုတ်တွင်းအနီးတဝိုက်မှာအကြမ်းဖက်စစ်ကောင်စီနဲ့တောင်းတမတော် TNL လေးပူးပေါင်းတပ်ဖွဲ့တို့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာကိုစစ်ကောင်စီက Jet Fighter နဲ့တကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ10ရက်နေ့ကလည်းဂုတ်ထိပ်မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တောင်းတမတော် PSLF TNL လေးမန္တလေး PDF ပူးပေါင်းတပ်ဖွဲ့တို့ကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်တန်ရမ်းမြို့နယ်နားဆောင်ရွာအနီးတဝိုက်မှာလည်းတောင်းတမတော် TNL လေးကအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မန်ကတ်စခန်းကိုတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ဒါ့အပြင်ကြောင်မဲမြို့နယ်ဟူးကွတ်ရွာကိုအကြမ်းဖက်စစ်ကောင်စီရဲ့900တပ်စခန်းကနေပြီးတော့အတွဲလိုက်ဒုံးနေနဲ့လေးလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမြို့အနီးတိုက်ပွဲတွေပြင်းထန်လာတဲ့အချိန်မှာစစ်ကောင်စီက မန္တလေးမြို့ပြင်တပ်စခန်းတွေကတပ်မိသားစုဝင်တွေကိုမန္တလေးနန်းရွှဲနယ်မှာရှိတဲ့စစ်စခန်းတွေကိုပြောင်းရွှေ့လိုက်ပြီးတော့မြို့တွင်းကင်းစခန်းများမှာလည်းအင်အားတွေတိုးချဲ့ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်1027ဆက်စင်ရေးဒုတိယလိုင်းစတင်ခဲ့တဲ့ဇွန်လ25ရက်နေ့မှာစစ်ကောင်စီကအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်ကြီးခိုင်ကိုနေပြည်တော်မှာစစ်ခုံရုံတင်ပြီးတော့ဆက်ဆဲခဲ့ပြီးတော့သူ့ရဲ့နေရာမှာနောက်ထပ်စစ်ဗိုလ်ချုပ်တအုပ်နဲ့အစားထိုးခန့်ခဲ့တယ်လို့သိရပါတယ် နိုင်ငံအလေပိုင်းကစစ်ကောင်စီဌာနချုပ်အတွင်းမှာမတိမငြိမ်ဖြစ်နေတဲ့အချိန်တောင်းတမတော် DNL နဲ့မဟာမိတ်များကမန္တလေးနဲ့မိုင်90ခန့်သာကွာဝေးတယ်။နောင်ချိုမြို့ကိုဇူလိုင်လ10ရက်နေ့ကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။နောင်ချိုနဲ့မန္တလေးကြားမှာစစ်တပ်ကတို့အများပြားရှိရာပြင်ဦးလွင်ခေါ်မေမျိုးတစ်ခုသာချားတယ်လို့သိရပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး PDF ကလည်း မန္တလေးရဲ့မြောက်ဘက်18မိုင်ခန့်သာကွာဝေးတဲ့မတရားနဲ့မိုင်40ခန့်ကွာဝေးတဲ့စင်ကူးမျိုးတို့ကိုလည်းထိုးစစ်ဆင်နေတယ်လို့သိရပါဗျ။ဒါအပြင်မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်ကိုကန့်တက် MNDAA ကလည်းအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခနဲ့အဲ့ဒီတက်တီရှိရာလာရှိုးမျိုးကိုအပြင်းထန်ထိုးစစ်ဆင်နေတယ်လို့သိရပါဗျ။စင်မီဝိုင်းနေတဲ့မန္တလေးမြို့ရဲ့အဝင်အထွက်ဂိတ်များကိုစစ်ကောင်စီကတင်းတင်းကြပ်ကြပ်ဆစ်ဆင်းနေကြောင်းဒေသခံတွေကပြောဆိုထားပါဗျ။မြို့ဝင်မြို့ထွက်ဂိတ်တွေကတော့ပိုဆိုးလာတယ်။မှတ်ပုံတွေမပိုင်ရင်အဝင်ထွက်ခွင့်မပြုဘူး။ ။နောက်ပြီးတော့ညဘက်တွေအစင်းစစ်တာတွေလည်းများလာတယ်လို့မန္တလေးမြို့ကန်တူကပြောဆိုထားပါတယ်။မန္တလေးမြို့အတွင်းမှာရှိတဲ့အောင်မြေသားဆန်းပတိန်ကြီးနဲ့ချမ်းအေးသားဆန်းမြို့နယ်တို့မှာလည်းလက်နက်ကိုင်နဲ့စစ်သားများဝင်ရောက်တပ်ဆွဲထားတယ်လို့မန္တလေးမြို့ကအသက်25နှစ်အရွယ်အမျိုးသားတူကပြောပြထားပါတယ်။မန္တလေးတောင်ပေါ်မှာလက်နက်ကြီးတွေတပ်ဆင်ထားတယ်လို့သိရတယ်။အရင်ကတပ်မဆွဲတဲ့ရက်ကွက်ရုံးတွေမှာလည်းအခုတပ်ဆွဲထားတယ်ဗျ။မျိုးတွင်းအစ်စ်ဆေးကလည်းအတော်ကိုကြမ်းနေတယ်ပတိန်ကြီးဘက်တွေဆိုလို့ရှိရင်ရွာတွေတဲအထိကိုတတ်ဆွဲထားတယ်ကြားရတယ်လို့ ၎င်းကပြောဆိုခဲ့ပါတယ်ပတိန်ကြီးမြို့နယ်မှာရွာတချို့ရန်ကင်းတောင်ရေထွက်တုတ်တန်မင်္ဂလာရန်ကင်းအိမ်ယာတို့မှာအင်အား၁၀ခန်းနဲ့ခြေပြီးတော့တတ်ဆွဲလိုက်ကြောင်းပတိန်ကြီးမြို့နယ်မှာနေထိုင်တဲ့အမျိုးသမီးတို့ကလည်းပြောပါတယ်ပတိန်ကြီးနဲ့အောင်မြေသားဆန်းကိုပို့ပြီးတော့ပြင်ဆင်မယ်လို့ထင်တယ်အဲ့ဒီမြို့နယ်နှစ်ခုကမရီယာနဲ့ထိဆက်မှုပိုရှိတော့ပတိန်ကြီးဘက်တွေဆိုရင်တောင်ကျောတွေကနေ PDF တွေဆင်းလာမှကိုစိုးရိမ်ပြီးတော့ရွာတွေမှာလုံခြုံရေးတွေချထားတယ်ကြားရတယ်လို့အဲ့ဒီအမျိုးသမီးကဆက်ပြောပါတယ်စစ်ကောင်စီတပ်တွေကသခိုင်းတိုင်းအခြေစိုက်တပ်မ33လက်အောက်ခံ တပ်ရင်း၄ရင်းဟာပသိမ်ကြီးမြို့နယ်မှာအခြေစိုက်ထားတယ်လို့သိရပါဗျ။ပသိမ်ကြီးအရှိတ်ဘက်မှန်ပင်နဲ့နန်းကြီးရွာတို့မှာခြေလင်းတပ်ရင်းခလာရ၄ခြေမြန်တပ်ရင်းခမာရ၁၁၆တို့အခြေစိုက်ပြီးတော့မြို့ရဲ့တောင်ဘက်ကျူဝင်းရွာနဲ့အုံကျော်ရွာတို့မှာခမာရ၁၁၉နဲ့ခလာရ86တို့အခြေစိုက်ထားတယ်လို့သိရပါဗျ။မန္တလေးအောင်မြေသာသံမြို့နယ်အတွင်းမှာရှိတဲ့ဈေးကျိုးအိန္ဒိယဖျားဝင်းမန္တလေးတောင်ပေါ်တို့မှာတပ်ဆွဲနေရယူလိုက်ကြောင်းဒေသခံမျိုးသားတို့ကထပ်ပြောပါရတယ်။ ဒါအပြင်ချမ်းရည်သာဇံမြို့နယ်မြရည်နန္ဒာအင်အားများအနီးဘောလုံးကွဲမှာလည်း အင်းအား30ကနေတတ်ဆွဲလိုက်တယ်လို့သိရပါဗျ။မြို့ပေါ်ရက်ွက်တချို့ရဲစခန်းတချို့မှာလည်းတဲအိတ်များကိုစီရီထပ်ဆင့်နေခြင်းဘန်ဂါများကိုတိုးချဲ့ဆောက်လုပ်ခြင်းတို့ကိုလှုံ့ဆော်နေတာကိုမြင်တွေ့ရကြောင်းအဲ့ဒီအနီးအနားကဒေသခံတွေကပြောပြခဲ့ပါဗျ။စစ်ကောင်စီဘက်ကခံစစ်ပြင်းနေတယ်လို့မန္တလေးမြို့ကများကလည်းစစ်ပွဲအရှိန်မြင့်လာမှာကိုစိုးရိမ်ထိတ်လန့်နေကြတယ်လို့သိရပါဗျ။မန္တလေးဟာစစ်အာဏာသိမ်းပြီးတဲ့နောက်မှာပြင်းထန်တဲ့တိုက်ပွဲများဖြစ်ပွားရာသခိုင်းနဲ့ရှမ်းမြောက်ကစစ်ရှောင်များအ धिक ပြောင်းရွှေ့အခြေစိုက်ရာမြို့လဲဖြစ်တယ်လို့သိရပါဗျ။မန္တလေးအနီးကိုတော်လိုင်းတက် များတက်လာတဲ့အချိန်မှာတိုက်ပွဲပြင်းထန်လာပါကမြို့ကန်တချို့ဟာမန္တလေးတောင်ဘက်ကကြောက်ဆယ်နဲ့ကလောတောင်ကြီးစတဲ့မြို့များကိုထွက်ခွာရန်ပြင်ဆင်လာနိုင်ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်မင်းဘူးအန်လမ်းပိုင်းမှာနိုင်ရီကန်လေကြောင်းကာကွယ်တပ်စခန်းကနေတပ်အပြောင်းရွှေ့ပြုတ်လုဖို့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခတ်ရာ၅ဦးသေဆုံးပြီးတနက်နှက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ9ရက်နေ့မနက်9:15မိနစ်ခန့်မှာနက်ရီကန်လေကြောင်းကာကွယ်တပ်စခန်းကနေတပ်အပြောင်းရွှေ့ပြုလုပ်ဖို့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုအမ်းမင်းဘူးလမ်းမိုက်မှာရှိတဲ့မိန်စိန်ရွာလမ်းခွဲအနီးမှာတော်လိုင်တပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား5ဦးပွဲချင်းပြီးတိုက်ဆုံပြီးစစ်ကောင်စီတပ်သားတချို့အပြင်းထန်ဒဏ်ရာရရှိကာထွက်ပြေးသွားတဲ့သူတွေလည်းရှိတယ်လို့သိရပါဗျ။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေစီက MA အမျိုးအစားတနက်တလတ် BA63 G3 အမျိုးအစားတနက်တက်လက်တို့ကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်တာကခြေလင်းစစ်ကြောင်းလာတာကိုတိုက်ခိုက်တာဖြစ်ပါတယ်။ခြေလင်းစစ်ကြောင်းကတော့မိန်စိန်လမ်းခွဲဘက်မှာသူတို့ရဲ့ခြေကုပ်ယူထားတဲ့စခန်းကနေပြီးတော့ဖုန်းအားသွင်းဖို့အတွက်တိုးကြီးဓာတ်ငွေပိုက်လိုင်းစောင့်တဲ့နေရာကိုဖုန်းအားလာသွင်းတဲ့စစ်ကြောင်းကိုတိုက်ခိုက်တာဖြစ်ပါတယ်။သို့တော်လည်းတိုက်ခိုက်နေတဲ့အချိန်တွင်းမှာမြေပြတ်လမ်းဘက်ကနေပြီးတော့ကားတွေနဲ့စစ်သားတွေကိုရခိုင်ပြည်နယ်နဲ့မကွေးတိုင်းခြားထားတဲ့ ကံမြင်းကန်ဂိတ်မှာစစ်သားတွေကိုတွားချပြီးတော့မှတန်းပြန်လာတဲ့ဖောကားတွေဆန်နဘိန်းကားတွေကပါစစ်စင်ရေးနေရာတိုက်ခိုက်နေတဲ့နေရာကိုရောက်လာတာပေါ့အဲ့ဒီလိုရောက်လာလို့စစ်စင်ရေးကပို့ပြီးတော့ခတ်ခဲသွားတာဖြစ်ပါတယ်စစ်စင်ရေးလုတဲ့အချိန်မှာအရာရှိကားလို့ယူဆရတဲ့ကားသေးသေးလေးတစည်းကလည်းလာပြီးတော့ကျွန်တော်တို့ကိုဆက်လက်လေးနဲ့ပြစ်ခတ်သွားတာမျိုးလည်းလှုပ်ဆောင်ခဲ့ပါတယ်ကားပေါ်ကပြစ်တဲ့စစ်ခွေးနှကောင်ကိုလည်းအနီးကပ်ပြစ်ခတ်မှုလုပ်နိုင်ခဲ့တယ်အဲ့ဒီနှကောင်ကတော့လဲကျသွားတယ်ကျွန်တော်တို့ပြန်ပြစ်တဲ့အချိန်မှာကားကိုဇက်တိုက်မောင်းပြေးသွားတာဆိုတော့တိမ်မတေတော့အတီမပြုတ်နိုင်ခဲ့ဘူး တည်ဖို့တော့များပါတယ်လို့ Chain Defense Force အရှိုကတာဝန်ရှိသူစလိုင်းယိုချင်းကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Chain ကာကွယ်ရေးတပ်အရှို CDF အရှိုနဲ့ AR ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း APDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်မိုးရာသီမှာစစ်ဆင်ရေးတွေမြောင်များစွာထပ်မံလှုပ်ဆောင်နိုင်ဖို့အတွက်ပြည်သူတွေအနေနဲ့မိုးရာသီရိခါလိုအပ်မှုကိုအတက်နိုင်ဆုံးပူပေါင်းပါဝင်ပေးကြဖို့ကိုမြစ်တာရက်ခံကြပါတယ်။မိုးရာသီမှာဆက်စင်ရေးဖော်ဆောင်ရတဲ့အတွက်ပွင့်လင်းရာသီလိုမဟုတ်ပဲလမ်းပန်းဆက်သွယ်ရေးကိစ္စတွေရိတ်ခါတည်ရတဲ့ကိစ္စတွေ ဒါတွေအခက်အခဲရှိနေတဲ့အတွက်ကြောင့်ဒါတွေကိုပြည်သူတွေအနေနဲ့ဝိုင်းဝန်းပါဝင်ကူညီပေးကြဖို့ကိုဖြည့်ဆွတ်ပြောကြားချင်ပါတယ်လို့ချင်း Defense Force အရှိုကတာဝန်ရှိသူစလိုင်းရိုးချင်းကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာပြည်သူတွေစီကနေပြီးတော့ငွေကိုတိမ့်တဲ့ချီတောင်းခံပြီးအမျိုးသမီးများကိုကာယအင်ဒရီပြက်ပြားအောင်ကျူးလွန်နေတဲ့ကြောက်ကန်ရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုရော့ကတ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ8ရက်နေ့မွန်လွယ်10:40မိနစ်ခန့်မှာမြင်းကြံမြို့နယ်မန္တလေးမြို့သားမြင်းကြံလမ်းမိုက်မှာခရီးသွားပြည်သူတွေဈေးကနေပြီးတော့ငွေကိုတိမ့်တဲ့ချီတောင်းခံပြီးအမျိုးသမီးများကိုကာယဣန္ဒြေပြပြအောင်ကျူးလွန်နေတဲ့ကြောက်ကံရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောထီးများကိုတော်လိုင်းတပ်ဖွဲ့များကရော့ကတ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။၎င်းပစ်ခတ်တိုက်ခိုက်မှုကြောင့်ကြောက်ကံရွာကပြူစောထီးများဟာမန္တလေးမြို့ကိုထွက်ပြေးသွားခဲ့ပြီးတော့ ပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာပြူစောတိနေအိမ်တချို့ပြက်စီးကထိခိုက်ဒဏ်ရာရှိသူများရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုအမရန့်စစ်တီတော်မန္တလေးခရိုင်တိုင်ရင်6တပ်ခွဲ2တပ်ခွဲမှုဗတ်ရင်ဦးစီးတဲ့လက်တွဲတူညီတပ်ဖွဲ့အေယာဝတီမင်းသားပြောက်ကြားတပ်ဖွဲ့မြင်းညံမျိုးနယ်ပတ်ကဖား MP9 မြင်းညံပြောက်ကြားတပ်ဖွဲ့ရွှေချိုးဖြူ SLK ရွှေလယ်ကျွန်းပြောက်ကြားတပ်ဖွဲ့နဲ့ MMDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ